အများဆုံးအလုပ်တွဲလုပ်ရတော့မေလေးနဲ့အများဆုံးအလုပ်တွဲလုပ်ရတယ်ပေါ့နော်အာဒီထက်လည်းအများကြီးအောင်မြင်နေတဲ့အမတေဘောတရုတ်ဆောင်လေးလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးချူလီတွဲပြီးတော့တရုတ်မဆောင်ခဲ့ရဘူးပေါ့နော်အဲ့တော့ပို့ပြီးတော့ close တော့ဖြစ်တာပေါ့ အဲမေးလေးဆိုလို့ရှိရင်လည်းဒါစူးစားရလေအဲမေးလေးတွေမဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာတကယ်လည်းအားကြရတယ်ပေါ့နော် ပြီးတော့မေးလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကျတော့ဒါဖျားပေးရဒါကောင်းချင်းနေတယ်မှာအများကြီးပါရတိုက်တင်နေဆိုတာလေမျက်လုံးတွေကအစလေး तू ကလေနည်းနည်းလေးလုံလိုက်တာနဲ့အရန်ဟိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုသူလေးဆိုအာမေးလေးရဲ့အဲ့လိုမျက်လုံးတွေညခုံးတွေဆိုသဘောကျတယ်ပေါ့ကိုကြီးကပါတယ်လေနော်ပါတော့တအားလောက်ရတယ်အဲ့လိုမျိုးဆိုလေအဲ့လို feature ကိုကြိုက်တယ် ဘေးအခုရင်ဆိုင်ရမှာတမျိုးလုံးကကြောက်ရတယ်လူမိုက်ဒီလိုပုံစံနဲ့လက်တော့ပြန်နေမဲ့ဒုက္ခရောက်ခင်များတယ်မှာငါစတ်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်ဘူးဒီကားမှာကျတော့ပေါင်းနဲ့တိုးဆောင်နေအရန်များပါတယ်မင်းသားတွေရောအဲမင်းသမီးတွေရောစပူစရန်ဟာတာတိုးဆောင်နေအပြင်မှာအရန်ထူကြပါတယ်ဒါမလင်းတို့မသူတို့တွေလည်းပါတယ်ဆိုတော့လေအကုန်လုံးကတော့မြင့်မြတ်တတနဲ့ကိုယ်ကရိုက်တာနဲ့ကိုပေါ့နော်အအကောင်ဆုံးတာဝန်ကြီးအောင်တိုးဆောင်ထားပါရှင့်နည်းနည်းလေးကြာသွားပြီဒီကရိုက်ထားတာလေ အဲ့ဒါသူလေးလည်းချိုးဝါရီမှတ်မိရတယ်ချိုးဝါရီတိတ်တော့မှတ်မိတော့ဘူးပေါ့တော်မွိုင်းတော့မဟုတ်ဘူးပေါ့နော်အဲမိန်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်ဟွန်းတာချီလို့တော့ပြောကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ဒီကဇလန်းဆန်အိမ်ကတော့ဟိုဘယ်လိုပြောရမလဲဟိုဒီဟာတာပေါ့နော်ကောမဒီလေးဆိုတော့ဒီရဖို့အတွက်ကိုအဓိကထားတယ်ပေါ့ဒါပေမဲ့ချူလေးကဒီကားထဲမှာပေါင်ဝင်ရတဲ့ကန်နာကကြတော့ဟာတာပလော့တွေတိတ်မရှိဘူးပေါ့နော် ဟာသာဘလို့ရေးတိတ်မရှိတဲ့ခါကျတော့အဲစိုးရိမ်တာတကူကအရန်တွက်နေတဲ့ကကို့အခန်းထဲရောက်မှလေးသွားမှလဲကြောက်တယ်ပေါ့နော်ဟိုချူလေးဟာသာလို့ရတဲ့ခါရရတက်တက်ရှိတယ်ဒီကားကတော့အဲ့လိုကိုကတော့အတီပဲအတီပဲဆိုတော့ ။ဟာနည်းနည်းတော့စိုးရိမ်မှုတော့ရှိတယ်ဟို။နည်းနည်းတော့မသူ့လိုလိုမတွက်ဖ ೇನೆ ကိုကလေးသွားမှလည်းကြောက်တယ်ဟို။အာကိုမိုင်းနဲ့ဒီတိုင်းအပြင်မှာ personally ရလည်းအရန်ခင်တယ်။ဟိုအရန်ဟို ACBA relation ကလည်းရှိရဆိုတော့လေ။ဟုတ်အဆင်ပြေပါတယ်ဟုတ်ရရဆိုရင်တော့ဒလိစင်းဆိုပရိသတ်ကြီးကြည်ရလားမသိဘူးအဲဆိုအရန်ကြီးရတယ်လေနော်ငါရေကူးတင်တာလေဆရာလေးဆိုပြီးအရန်နှမျောဖို့ကောင်းပါတယ်အဲ့လိုဒလိစင်းနေပါတယ်ပေါ့နော် အာတခြားဆိုလို့ရှင်တော့အဲ့ဟိုအိမ်ဝင်လာပြီးတော့အဲ့လိုမျိုးပေါ့နော်ဂန်စတာကြီးတွေပေါ့တကယ်ကိုကြကြားရရားကြီးတွေလာပြီးတော့အဲ့လိုပြဿနာရှာတာ၊ကွာလာရှာတာပေါ့ကိုကြီးတကယ်ကြောက်ရတာမျိုးရှိရပေါ့နော်အဲ့စင်းလေးဆိုပိုကြီးရပါတယ်ဟုတ် ဟိုဒီကားမှာကျတော့အာဒီဇလန်းရဲ့အဓိကမိန်ကတော့မေလေးကြောင့်ဖြစ်လာတယ်ပဲပြောရမှာပေါ့နော်။ဟိုဒီကျညာထားတဲ့အတိုင်းပဲဒီမေလေးရဲ့ကလေးစားချီတဲ့အပေါ်မှာအသူမိဘတွေကြောင့်ကလေးစားချီတဲ့အပေါ်မှာကိုကလည်းသူ့ကိုကိုချီရတဲ့ကောင်မလေးတယောက်အတွက်ပေါ့နော်။မမားတင်တာမမားရအောင်လို့ဒီကနေလမ်းကြောင်းပေးတဲ့အဲကောင်မလေးအရန်နားလဲအရန်နားလဲပေးတာပေါ့နော်။ဟိုသူ့ကိုကောင်လေးနဲ့လဲတုံဝင်တို့ရတယ်လीနော်။ အဲ့လိုမျိုးပေါ့ပါသွားမှလည်းကြောက်တယ်ပေါ့အဲပြီးရှိတကယ်ပဲသူယောက်ျားလေးနဲ့ချစ်သွားမှလားပေါ့အဲ့လိုမျိုးလေးစိုးရိမ်ရာရှိတာပေါ့မင်းကလေးညတော့ဟိုဒီတိုင်းပဲသဘောကျတတ်ပါတယ်အစာကလေးကမုံမွေစာကလေးကတော့မုံမွေကြီးချင်းနေကြမှာပေါ့နော်ဒါပေမဲ့ဟိုမင်းကလေးကိုတွဲတဲ့အဲယောက်ျားလေးဆန်တဲ့မင်းကလေးတယောက်တော့မဟုတ်ပဲမဲ့လေယောက်ျားလေးဆန်တော့ယောက်ျားလေးတွေနဲ့ပဲတွဲဖြစ်တဲ့မင်းကလေးပေါ့ဟုတ်ကောင်မလေးကြီးကျတော့အဲ့လို ပို့လို့1500စိတ်နဲ့တော့မဟုတ်ဘူးအဲ့လိုလှတာကိုကြည့်တတ်တယ်အားကျတတ်တယ်သူတို့ခန္ဓာကိုယ်လေးအင်းအဲ့လိုလိုချင်လိုက်တာသပင်လေးလှလိုက်တာနူးညံ့လိုက်တာအဲ့လိုမျိုးလေးတော့ကြိုက်တတ်တယ်ပေါ့နော်ဟုတ်อ๋อဟုတ်တာရောအဲမေလေးနဲ့ချူလေးဆိုကားတွေအများကြီးလာဖို့ရှိသေးရယ်ပေါ့နော်အဲဒီကားမှာဆိုဒါလူတွေဒါအားများတဲ့အတွက်ချူလေးတို့ပါရတဲ့ဆင်းနေဆိုလေဒါသူကန္နာနဲ့သူပေါ့ချူလေးတို့နှစ်ယောက်တည်းအများကြီးပါရတဲ့ကားတွေလည်းအများကြီးရှိပါတယ်အဲ့ခါကျရင်ကြည့်ကြည့်ပါအရန်ဟိုအတွဲကြီးအရင်တော့အဲချူလေးတို့ဘန်းနုသွေးတို့လိုမျိုးပြန်ပြီးကြိ ရမှာပေါ့ဟုတ်ဟုတ်ဂျူလီတို့ပြောရရင်တော့ MRTV Forest မှာပေါ့နော်အာအတူတူရိုက်လာခဲ့ကြတယ်ဒီဇလန်းတွင်းနဲ့လည်းအောင်မြင်မှုတွေရခဲ့တယ်အဲ့ရနေမှာဒီရုပ်ရှင်ဘက်ကိုပေါ့နော်ကူးလာကြတဲ့ MRTV Forest မှာဆိုလို့ရှိရင်ပေါ့အာအများဆုံးအလုပ်တွဲလို့ရတော့မေလေးနဲ့အများဆုံးအလုပ်တွဲလို့ရတယ်ပေါ့နော်အာဒီထက်လည်းအများကြီးအောင်မြင်နေတဲ့ MRTV Forest တိုးဆောင်နေလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးဂျူလီတွဲပြီးတော့တိုးမှုဆောင်ခဲ့ရအောင်ပေါ့နော်အဲ့တော့ပို့ပြီးတော့ close တော့ဖြစ်တာပေါ့အာဂျူလီတို့ညီမတွေကတော့ ဟိုဘောနော်ဒီမိခင်တရင်ဖြစ်တဲ့ဒီအမတီဘောကနေကလေးကနေအခုချိန်ထိကိုဘောနော်အများနဲ့စူးစမ်းပြီးအကောင်းဆုံးဟိုပြိသက်တွေအတွက်ဘောနော်တရုပ်ဆောင်နေပါတယ်လို့ဟုတ်ပါတယ်အရင်ဝမ်းသာတာဘောနော်ဟိုတစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုအဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးဘောနော်အမေလေအရှိတနစ်ကမေလေဒုတိယတနစ်ကချူလေးဆိုနောက်တနစ်ကရောဘသူဖြစ်လာအောင်မလဲဒါရေခုံရတာပေါ့နော်ပိုလီစီရပဲလားပေါ့အဲ့လိုမျိုးလေဖြစ်စေချင်တယ်ပေါ့နော်ဟိုအရန်လဲဝမ်းတာတယ်ပြီးတော့အရန်လဲကန်ကောင်းသွားတယ်လို့ပြောရမှာပါချူလေးကလေ စူးစားတယ်ပေါ့အဲမေးလေးဆိုလို့ရှိရင်လည်းဒါစူးစားရလေအဲမေးလေးတယ်မဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာတကယ်လည်းအားကြရတယ်ပေါ့နော်ပြီးတော့မေးလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကျတော့ဒါဖျားပေးရဲ့ဒါကောင်းခြင်းတွေမှာအများကြီးပါတယ်အိုက်တင်နေဆိုတာလေမျက်လုံးတွေကအစလေးသူကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန် လေးပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူလေးဆိုအာမေလေးအဲ့လိုမျက်လုံးနေညခုံးနေဆိုသဘောကျတယ်ပေါ့ကိုရီးယားပါတယ်လေနော်ပါတော့တအားလောက်ရတယ်အဲ့လိုမျိုးဆိုလေအဲ့လို feature ကိုတော့ໃຊတယ်ဟုတ်တယ်ပထမဆုံးမြင်ဘူးလားအမလင်းဆိုလို့ရှိရင်ကြတော့အဲ့ကျူလေးနဲ့ပေါ့နော်ဒီစုံတော့လေသူကယောက်ျားလေး accessory သူ့မှာဘာမှမရှိဘူး မမီချူလေးရကြတော့လေယောက်ျားလေးလိုမျိုး accessory အများကြီးပါတော့လေအားလေလာသားမီးနှစ်ယောက်ကလည်းအတိုင်းပေါက်ညီညီပဲယောက်မမီလည်းဒါဝွေဒါဝွေဒါဝွေနဲ့လေအဲ့လိုမျိုးပေါ့ဟုတ်တယ်ဒီကားမှာကျတော့ပါဝင်နေသူတွေလည်းတအားများတယ်အကုန်လုံးကသူ့ခန်းကန်သားနဲ့သူဆိုတော့လေချူလေးတို့ဆိုလည်းဒါအားပေးဖို့လာခဲ့တာပါကိုအများကြီးဒီကားမှာဘလို့တွေလောက်ထားရဲပါညအဲ့လိုမျိုးတွေတော့အများကြီးမရှိဘူးပေါ့နော်ကိုကိုတိုင်းလည်းဇက်ကားကိုအရန်ကြိုက်တယ်မြန်မြန်ဆန်ဆန်နဲ့အားပါတရရည်ရမယ်အဲ့လိုမျိုးလေယုံကြည်လို့ပေါ့နော်လာလာရောက်ပြီးတော့အာကွက်တက်ဖြစ်တာ Okay. Uh -huh.